ကဲဆက်လက်ပြီးတော့ကျွန်တော်တို့အင်္ဂါသားသမီးတွေရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်ဒီတပတ်အတွက်အဲ့တော့ကျွန်တော်တို့ငလင်ဘေးတင့်နဲ့မိဘပြည်သူတွေညီကုံမောင်နှမတွေဟဲ့လားဘေးအန္တရာယ်ဆုံးဒီကနေ့ကင်းလွတ်နိုင်ကြပြီးတော့เนาะအမြန်ဆုံးလွတ်မြောက်နိုင်ပြီးတော့เนาะချမ်းသာရနိုင်ကြပါစေလို့ဒီဗီဒီယိုဖိုင်လေးနဲ့အတူဆန္ဒပြုဆုတောင်းပါတယ်အဲ့တော့ဒီတပတ်ကတော့20ရက် AB လ2025တနင်္ဂနွေနေ့ကနေပြီးတော့22မှ6ရက် AB လ2025စနေနေ့အထိ တပတ်တာကာလအတွင်းအင်္ဂါသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင်အဲ့တော့ကျွန်တော်တို့ဒီတော့မှာဆိုလို့ရှိရင်တော့အင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ ပြီးခဲ့တဲ့တပတ်နှစ်ပတ်တလားနှစ်လကာလမှာအဆင်မပြေဘူးမဖြစ်ဘူးဆိုတဲ့အလုပ်ကိစ္စတွေငွေကြေးကိစ္စတွေကိုပြန်လဲစူးစမ်းခြင်းဖြစ်အဆင်ပြေမယ်ပေါ့အဲ့တော့ပြီးခဲ့တဲ့စောနာကပြောတဲ့ကာလအတော်အတွင်းမှာမဖြစ်ဘူးအဆင်မပြေဘူးဆိုတဲ့ကိစ္စတွေပြန်ပြီးဖြစ်မယ်ပြန်ပြီးတော့လုပ်ရမယ်အောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုမဖြစ်ခဲ့တဲ့ကိစ္စတွေငါဆက်လို့အဆင်ပြေပါမလားစွာမျိုးမဟုတ်ပဲနဲ့ဒီတစ်ပတ်မှာပြန်လဲစူးစမ်းရယူခြင်းဖြင့်အဆင်ပြေအောင်မြင်နိုင်တယ်ဆုံးရှုံးထားတဲ့ငွေတွေဟဟ ला အဲကိုယ့်ရဲ့အလုတ်ကင်တွေပြန်ပြီးတော့ဖြစ်လာမယ်လေပတ်လာမယ်အဲ့တော့ကိုယ့်ရဲ့အလုတ်တွေဝင်ငွေတွေရက်တန့်နေတယ်ဆိုရင်ပြန်လဲလေပတ်အားကောင်းလာမယ်အလားတူပဲချစ်တော်သူတန်းစင်ရှိတော်သူအကွဲကွာနေတဲ့မိတ်ဆွေတွေဟလာဒီလိုလူတွေနဲ့ပြန်လဲပြီးပေါင်းဖတ်တာအဆက်အသွယ်ပြန်ရတာမျိုးတွေဖြစ်မယ်အဲ့တော့ငွေကြေးရကွာဆုံးရှုံးထားတယ်နင့်နာထားတယ်ဆိုတော့ဒီတစ်ပတ်တာမှာပြန်လဲပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးဟလာဆုံးရှုံးထားတဲ့ငွေတွေပြန်ပြီးတော့ဝင်လာမယ်ကုညီစောင့်ရှောက်မဲ့သူမျိုးတွေပေါ်ပေါက်မယ်ဆိုတဲ့တစ်ပတ်တာဖြစ်တယ် ကဲဟုတ်ပြီအလားတူပဲကျွန်တော်တို့အိပ်ရတဲ့လဲလို့ကျမ်းမာရေးခြူကြတဲ့မိစေတွေဒီတစ်ပတ်တာမှာပြန်လဲဟုတ်လားကောင်းမွန်လာမယ်เนาะပြန်လဲပြီးထူထောင်နိုင်မယ်ဆိုတဲ့တစ်ပတ်တာတွေဖြစ်တယ်အဲ့တော့ငွေပစ္စည်းဥစ္စာကိုယ်မှာဆုံးရှုံးထားတဲ့ဟာတွေရပ်တန့်နေတဲ့ဟာတွေပြန်လဲလဲပတ်ပြီးပြန်လဲထူထောင်နိုင်မယ်တစ်ပတ်တာဖြစ်တယ်လို့ကိုကြီးထောက်ပတ်မဲ့သူတွေကလည်းအဲရောက်လာလိမ့်မယ်ပတ်မိုးပေးလိမ့်မယ်အဲ့တော့ဒီတစ်ပတ်တာမှာကောင်းသောခီးတွေလည်းကြုံရမယ် နော်ကောင်းတဲ့သတင်းစကားတွေဝမ်းသာစရာတွေကြားရကြုံရမြင်ရမယ်အဲ့တော့ရက်ဝေးမှာဟုတ်လားရက်ဝေးမှာကိုကသတင်းစကားကောင်းနေကိုကကြားမြင်ရတာရက်ဝေးကနေအထောက်ပံ့နေရတာဟုတ်လားနိုင်ငံကနေအထောက်ပံ့နေရတာဒါမျိုးတွေဖြစ်တတ်တဲ့တစ်ခါတာကာလဖြစ်တယ်ကောင်းသောခီးတွေကြုံရမှာဖြစ်တဲ့အတွက်အရေးကြီးတဲ့ခီးစဉ်ကိစ္စအပါဝင်အရေးကြီးတဲ့ငွေကြေးကိစ္စအလုပ်ကိစ္စတွေလှုပ်ချင်းပြတဲ့ဒီတစ်ခါတာမှာအောင်မြင်ကန်ကောင်းမဲ့ တပတ်တာဖြစ်ပါတယ်လူငယ်များဖို့ချစ်သူရေးစားတစ်တွေရတတ်တယ်သို့မို့ကွဲကွာနေတဲ့ချစ်သူတွေအိမ်တော်ဘက်တွေနဲ့ပြန်လဲပေါင်းဖက်တာစုံစည်းတာမျိုးတွေဆက်သွယ်ပြန်ရတာမျိုးတွေဖြစ်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်လက်လာပတ်ပေါ်များငွေကြေးအကျဉ်းစီတွေအောင်မြင်မဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာကိုယ်ပိုင်လုံငန်းအယောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေအနေနဲ့လည်းအားကောင်းလာမယ်။တာမန်နဲ့မတူဘဲနဲ့ပို့ပြီးတော့အလားအယောင်းဝယ်တွေကောင်းလာတာဝင်ငွေတွေကောင်းလာတာအလားအလုပ်ကိုင်းတွေကပြန်လဲပြီးတော့တိုးတက်ကောင်းမွန်လာတာအလုပ်မှာရှိတဲ့အခက်အခဲတွေကိုကောင်းစွာကျော်လွှားနိုင်တာမျိုးတွေဖြစ်မယ်။အလား ပူပန်စရာဝင်တို့ဝင်ပိုးတွေကနေပြီးတော့အေးဆေးစွာကြော်လွားလွတ်မြောက်နိုင်မဲ့တပတ်တာဖြစ်ပါတယ်။အဲ့တော့ဆိုင်ကနာရုံးကနေပွင့်မဲ့လုပ်ငန်းတွေထူထောင်မဲ့အလုပ်စတင်မဲ့အရေးကြီးတဲ့ကိစ္စတွေစီမံဆောင်မဲ့အင်တာဗျူးပြင်မဲ့စသဖြင့်မိမိကြံစီရည်ရွယ်တဲ့ကိစ္စတွေကိုဒီတော့တာမှာအကောင့်နဲ့ဖော်ချင်းဖြင့်အောင်မြင်ကံကောင်းနိုင်တဲ့တပတ်တာဖြစ်ပါတယ်အလွန်ကံကောင်းပြီးတော့ဒီတပတ်ကံကောင်းလက်ရွင့်အကျိုးပေးကဏ္ဍဒီနှစ်ကဏ္ဍအကျိုးပေးတဲ့အကြောင်းမှာအဝါရောင်ဖြစ်ပါတယ်အင်္ဂါသားသမီးမိတ်ဆွေများအတွက်ပါ